ီနေ့ကျင်းပတဲ့ရခိုင်ပြည်နယ်လွှတ်တော်မှာပြည်နယ်ဝန်ကြီးချုပ်အဖြစ် NLD ပါတီကဂွားမြို့နယ်ပြည်နယ်လွှတ်တော်ကိုစလဲဥညင်ဖို့ကိုအဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။အဆိုမတင်သွင်းခင်လွှတ်တော်စည်းဝေးမှာ ANP ပြည်နယ်လွှတ်တော်ကိုစလဲတွေအားလုံးကရင်ဘတ်မှာအနေရောက်စတီကာတွေကတ်ခဲ့ကြပါတယ်။ဒီနေ့ဒီချိန်ကတို့တို့ဟာ NLD ပါတီကဂွားမြို့နယ်မြစ်ဆလန်တွေကလွှတ်တော်ကိုစလဲဥညင်ဖို့တို့တို့ဝင်ချောအဖြစ်တည်သွင်းမယ်ဆိုလို့ကျွန်တော်ဒီပြရတဲ့အတွက်ကြောင့်ကျွန်တော်တို့ တောင်းကတောင်းဆိုဖြစ်တော့လေကျွန်တော်တို့ကမရခဲ့သေးသေးအေခါသူကြောင်းပြည်သူတွေကအတူပြည်သူတွေကိုဝန်နေချင်းအထိမဲ့ကျွန်တော်တို့ကကျွန်တော်တို့အစိုးရမပွင့်နိုင်ဘူးဝန်နေတယ်ဆိုရင်အထိမဲ့နေပြရတာပြည်နယ်ဝန်ကြီးချုပ်ကနိုင်ငံတော်သမ္မတကခန့်အပ်ရတာဟာဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာဖြစ်ပြီးဒါဟာဒီမိုကရေစီနေလမ်းမဟုတ်ဘူးလို့တပိတ်မောက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်ဥညင်မှုကိုရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ဆိုတင်သွင်းကြောင်းလွှတ်တော်ဥက္ကဋ္ဌကကြီးညာနေချိန်မှာ ENP ပါတီလွှတ်တော်ကိုယ်စားလှယ်ရဲ့အားလုံးအစည်းအဝေးခမ်းမတွေကထွက်ခေါ်သွားခဲ့ကြပါတယ်။ဖွင့်စည်းပုံအခြေခံဥပဒေကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့အချိန်ကာလကြီးမှာဖွင့်စည်းပုံအခြေခံဥပဒေမှာဓာကြီးပါဆိုပြီးတော့အဲ့ဒီစာအုပ်ကြီးကကာပြီးတော့ပြောတော့သိပ်ဘူး။မဟုတ်ပေဘူးလို့ထင်တယ်။ကျွန်တော်တို့ပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့အချိန်ကာလမှာဒီမိုကရေစီစနစ်ရဲ့အရသာဒီမိုကရေစီရဲ့စနစ်ရဲ့လမ်းကြောင်းအခုချိန်ကလေးကစပြီးတော့လမ်းစာဖောက်တဲ့နယ်ကျွန်တော်တို့မြင်တယ်။ဒါကဘာလို့ တော့ပြကြနေလဲဆိုလို့ရှိတယ်။တိုင်းရင်းသားများအားလုံးဓာတ်လုံးညီပြရေးလက်အချင်းချင်းညီကျွတ်စွာအတူချင်းလေးနေထိုင်ဖို့တယောက်နဲ့တယောက်ဖန်တယောက်ကင်းချင်းဖို့ဆိုတဲ့ညာတော့ပွားပါ။ပြီးခဲ့တဲ့မလ24ရက်နေ့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကနေပြည်တော်လွှတ်တော်မှာတက်ရောက်နေတဲ့ရခိုင်မျိုးသားပါတီ ANP လွှတ်တော်ကိုယ်စားလှယ်တွေကိုခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ဒါပေမဲ့ ANP ပါတီကဝန်ကြီးချုပ်နဲ့အစိုးရကိုဥဆောင်ဖွဲ့စည်းရေးဆိုပြီးတောင်းဆိုထားတဲ့ပါတီခေါင်းဆောင်တွေမပါရှိပါဘူး။ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးဟာပုံမှန်မနက်7:00နာရီမှစတင်ကျင်းပပြီမဲ့လွှတ်တော်ဥက္ကဋ္ဌဦးဆန်ညလာက NLD နဲ့ ANP လွှတ်တော်ကိုယ်စားလှယ်တွေကိုအစည်းအဝေးမကျင်းပမီတီးခြားစီခေါ်ယူပြီးတကပိတ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာကြောင့်လွှတ်တော်အစည်းအဝေးဟာမနက်7:00နာရီခွဲမှစတင်ကျင်းပနိုင်ခဲ့ပါတယ်။အားလုံးကတော့ဒါပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ကြမယ်ဆိုတဲ့ဘုံသဘောထားနဲ့တူညီချက်ရှိကြတယ်လို့ဒီလိုပဲနားလည် ဆိုတော့တို့တဲ့ကိုင်တဲ့နေရာမှာတော့ဟောတယောက်နဲ့တယောက်သဘောထားချင်းတစ်ထက်ထဲကြချင်းမှာကြမှာပေါ့ဆိုတော့ခုနကပြောလို့ဟိုဥတီချက်နဲ့ကိုပြင်းနေဖွံ့ဖြိုးတိုးတဲ့ရေကိုဥတီပြီးတော့လုတ်ကင်သွားကြမယ်ဆိုရင်ဒီဟောပြဿနာတွေဟာလည်းပဲအိတ်ကြီးကြီးမားမားပေါ်လာနိုင်ကြမရှိဘူးလို့မြင်တယ်ဒီနေ့လွတ်တော်အစည်းအဝေးမှာရခိုင်မျိုးသားပါတီဝင်30ကျော်လာဟာလိလလာသူအနေနဲ့လွှတ်တော်ကိုတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ